ဇလန်လေးရဲ့စာကတော့နီဘာရာပြည်နယ်စီဘာစားကာစီနိုမှာဖောက်တဲ့တွေကိုဆွဲဆောင်မှုအခက်ကြုံနေခြင်းဖြစ်ပါတယ်။အလုတ်ကလည်းတိတ်မရှိရနဲ့ကဝိုင်းနိုင်ထွန်းနဲ့ကော်တီမေစာတိုရီတို့ဟာလှုပ်ဝက်စွာနဲ့ပြည်စည်းတူလောင်ကန်ထဲဝင်ပြီးစိုးစိုးရွားရွားလှုပ်ဖို့ကြံစီနေကြပါတယ်။အဲဒီအချိန်မှာပဲကဘာအမှုမြူလက်နက်အားလုံးကိုဖျက်ဆီးမဲ့ညဉ့်ညဉ့်နေဆိုတဲ့အခမ်းအနားတစ်ခုစီကိုသတင်းတောက်တွေစုဝေးရောက်ရှိနေကြပါတယ်။ကံကောင်းစွာနဲ့ပဲတခုခုမှာရင်ပြီးကြီးမားလာတဲ့နျူကလ িয়ার ပောက်ကွဲမှုကြီးကိုမြို့သူမြို့သားတွေအဝေးကနေမြင်တွေ့လိုက်ရပါတယ်။ နဘာရာပြည်နယ်မှာတော့လျှက်စစ်တပ်အားတွေပြတ်တောက်သွားပြီးတွန်နဲ့ဒိုရီတို့ကအီလက်ထရောနစ်တောက်ခတ်ထားတဲ့အခန်းထဲမှာပိတ်မိသွားပါတော့တယ်။တကားကိုထက်ခထက်ခထုနေတဲ့တွန်အောင်စိတ်ဆိုးနေတဲ့ဒိုရီကအကူကြီးလာတောင်းတာကိုစောင့်ဖို့ပြောပါတယ်။ဒါပေမဲ့တွန်ကမန်နေဂျာတယောက်ယောက်သာသူတို့ကိုဒီနေရာမှာမိသွားရင်ဒုက္ခရောက်မယ်လို့ထောက်ပြပါတယ်။သူမတွန်းဟိုဘီဂက်စ်မှာအလုံးမရလို့နာမည်ပြည့်စင်းသွင်းခံရတယ်လို့ဆွဆွဲရကနေသူတို့နှစ်ယောက်ကြာအခြေတင်စကားများကြပါတော့တယ်။အဲဒီအချိန်မှာမိပြန်လာပြီးသူတို့နှစ်ယောက်ချက်ချင်းပဲအခန်းထဲကနေထွက်ပြေးလာကြပါတယ်။အပြင်ထွက်တဲ့လမ်းမှာတွန်းအားတကားရဲ့အချိန်မှာအရင်မဲတစ်ခုလှုပ်ရှားသွားတာကိုမြင်လိုက်ရပါပဲလစ်လူရှူလိုက်ပါတယ်။ သူတို့နှစ်ယောက်ကကာစီနိုရဲ့အဓိကခန်းထဲကိုရောက်တဲ့အခါမှာအရာအလုံးကပြိုကွဲပျက်စီးနေတာကိုမြင်လိုက်ရပြီးလျှက်စစ်ပြီးတက်ထားတဲ့အဖွားကြီးတစ်ယောက်ကလွယ်လို့တယောက်မှမရှိကြတော့ပါဘူးသူတို့ကစကားပြောဖို့ကြိုးစားနေပေမဲ့အဖွားကြီးကဘာမှမတုံ့ပြန်ပဲသူ့ကလက်ထိုင်ကိုဆက်လက်ရွေးရှာနေပါတယ်တိုရီယာအဖွားကြီးကိုကားတိုက်ခံရမှာဆိုလို့အပြေးသွားတလိုက်တော့မှအဖွားကြီးကသူမအောင်မကြည်မနဲ့ရှူးကနေအံပေးပြီးထားရလိုက်ပါတယ်သူမရဲ့မျက်လုံးတွေကလူသားမျက်လုံးမဟုတ်တော့ဘူးဆိုတာကိုမြင်လိုက်ရပါတယ်ယုတ်ရဖွားကြီးကတိုရီကိုတိုက်ခိုက်ပြီးပထမတစ်ချိန်မှာတိုရီကပြန်ထိုးနှုတ်နိုင်ခဲ့ပေမဲ့ဒုတိယချိန်မှာတော့သပွဲပေါ်ပြစ်လက်ခံလိုက်ရပါတယ် တွန်းချက်ချင်းပဲအဖွားကြီးကိုဘေးဘက်ကိုပြစ်ချလိုက်ပြီးတိုရီယာလည်းဇပွဲပေါ်ကနေဆင်းလာကသူတို့ထွက်တော့မယ်လို့ကြေညာလိုက်ပါတယ်။အဲဒီနောက်မှာတော့ထိုမိမကြီးကတွန်းကိုခုံလိုက်တာမို့တိုရီယာတွန်းလေးတစ်ခုနဲ့တိုက်လိုက်ပေမဲ့အဖွားကြီးကတော့ဆက်လက်တိုက်ခိုက်နေသေးပါတွန်းလည်းလမ်းလျှောက်ကူဆက်ကိုအသုံးပြုပြီးအဖွားကြီးကိုရိုက်နှက်ကကူဆက်ခံနေရတဲ့ခြေထောက်နဲ့ဦးခေါင်းကိုထိုးဆိုင်ပြီးတက်ပြစ်လိုက်ပါတော့တယ်။သူတို့နှောင်းလမ်းပြန်နေတော့မှပဲနောက်ထပ်လူတယောက်ရောက်လာခဲ့ပါတယ်။သူကတော့မျက်လက်စရာရဲ့လက်ထောက်ချက်စင်းဖြစ်ပါတယ်။သူကခိုးရောင်ထဲမှာရှိနေတာမို့ဘာဖြစ်နေမှမသိခဲ့ပဲမိပြန်လာအောင်လှုပ်ပေးခဲ့သူဖြစ်ပါတယ်။ တိုရီယာရှေ့တကားဝစီကိုသွားလိုက်ပြီးတွန်နဲ့ဂျက်ဆင်တို့ကတော့လုံခြုံရေးကင်မရာတွေကြည့်လိုက်တဲ့အခါမြို့သူမြို့သားတွေကဖုတ်ကောက်နေဖြစ်နေပြီဆိုတာသိလိုက်ရပါတယ်။အပြင်မှာတော့ဗီတာနောက်ထပ်အသက်ရှင်နေသူနှစ်ယောက်နဲ့အတူထွက်ကားပေါ်မှာရက်နေပြီးဖုတ်ကောက်နေရသူတို့ကိုတိုက်ခိုက်ဖို့ကြိုးစားနေကြပါတယ်။ဗီတာသူ့ဖို့တယောက်ကိုဖုတ်ကောက်နေစီတွန်းချပြီးသူ့ကိုငစားပြစ်အသုံးချကာအကူအညီတောင်းပြီးကာစီနိုထဲကိုဝင်လာခဲ့ပါတယ်။ဂျက်ဆင်ကတကားဖွင့်ပေးလိုက်ပြီးဖုတ်ကောက်နေဝင်မလာအောင်အမြန်ပိတ်လိုက်ပါတယ်။လမ်းပေါ်မှာတော့ကြားသွားတဲ့သူကိုဖုတ်ကောက်နေရဝိုင်းပြီးစားတောက်နေကြပါတယ်။ ဗီဒါကားထဲမှာတနေလုံးပိတ်မိနေခဲ့တဲ့အကြောင်းပြောပြီးတဲ့နောက်ဂျက်ဆင်ကသူ့ကိုရေချိုးဖို့ပြင်ဆင်တဲ့အခန်းစီကိုခေါ်သွားပါတယ်။အဆောင်အုံကိုလုံချုံအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်တရန်နဲ့တိုရီကမိဖို့ကြောင်းစစ်ဆေးနေကြပါတယ်။ရေခဲတဲ့တားတွေကအသားစင်းတွေကိုစားနေတဲ့ဖုံးကောင်တစ်ကောင်တွေ့လိုက်တာမို့တိုရီကသူတို့ကိုပိတ်လောင်ဖို့တကားကိုအမြန်ပိတ်လိုက်ပါတယ်။တရန်မိဖို့ပိတ်လိုက်ပြီးတဲ့နောက်လှေကားတွေကနေရွေ့လာတဲ့ဖုံးကောင်ဖြစ်နေတဲ့ထမင်းချက်ကိုတတိထားမိလိုက်ပါတယ်။သူတို့ကလှုပ်ဝှက်စွာနဲ့သွားလိုက်ပြီးအဝိရှော့ခန်းထဲမှာထမင်းချက်ရဲ့ကိုယ်ပေါ်ကိုစောင့်တဲ့ထဲပြစ်တင်လိုက်ပါတယ်။ပြီးရနဲ့အဝိရှော့စက်တွေကိုထိုးထည့်ကတော့ခတ်လိုက်ကြပါတယ်။ အဲ့ဒီနောက်စားသောက်ခန်းထဲမှာကာစီနိုရဲ့အစားအသောက်တွေကိုစားနေတဲ့ဖိုးကောင်တွေကိုတွေ့တာမျိုးတကားကိုအမြန်ပေးလိုက်ပါတယ်။အဲ့ဒီတော့တွင်ဖီတာကရှောက်သွားနေရင်ရေချိုးခန်းထဲကစူညံတန်းကိုကြားလိုက်ရပါတယ်။အထဲမှာတော့ပြုတ်အန်နေတဲ့နေမကောင်းမှုရတဲ့အမျိုးသမီးကိုတွေ့လိုက်ရပါတယ်။ဖီတာထွက်သွားဖို့ကြိုးစားပေမယ့်ယုတ်ရီကတကားဝါကနေဖိုးကောင်လက်တစ်ဖက်ကတိုက်ခိုက်ဖို့ကြိုးစားလာပါတယ်။သူတကားကိုရုံးကန်ပိတ်နေတော့တစုံတစ်ယောက်ကသူ့နာမည်ကိုခေါ်လိုက်တာမျိုးဖိုးကောင်ကထွက်ပြေးသွားပြီးဖီတာလည်းအထဲကနေလော်ချနိုင်ခဲ့ပါတယ်။မကြာခင်မှာပဲတခြားသူတွေလည်းအဲ့ဒီစင်းညံကိုရောက်ရှိလာပြီးဖိုးကောင်တကောင်ကသူ့နာအလောင်းကိုစားနေတော့ငိုနေတဲ့မိမတယောက်ကိုအခန်းတစ်ခန်းထဲမှာတွေ့လိုက်ရပါတယ်။ တွန်းထိုမင်းမကိုဖိုးကောင်ပတ်ပြီးသူတို့စီကိုဖြည်းဖြည်းချင်းလာဖို့တိုက်တွန်းပါတယ်။ဒါပေမဲ့ဖိုးကောင်ကြီးကသူ့မကိုမြင်လိုက်တဲ့အခါမှာတော့သူ့မကစက်တိတ်သေးသွားပါတော့တယ်။ဇင်းညံ့နေရဖိုးကောင်တကောင်ကဂျက်စင်ကိုလှမ်းချုပ်လိုက်ပြီးအခန်းထဲကဖိုးကောင်ကလည်းအမျိုးသမီးကိုတိုက်ခိုက်ပါတယ်။နောက်ထပ်နှစ်ကောင်ကလည်းအခန်းထဲကထွက်လာပြီးတွန်းနဲ့တိုရီနောက်ကိုလိုက်ပါတော့တယ်။ထိုအမျိုးသမီးအသက်ခံနေရတဲ့အချိန်မှာတိုရီကတိုက်ခိုက်သူတွေကိုကန်ထုတ်ပြီးသူ့မနဲ့တွန်းကဗရင်းပေါက်ကနေရေကူးကန်ဘက်ကိုခုန်ချလိုက်ပါတယ်။ဖိုးကောင်တကောင်ကသူ့နောက်ကိုလိုက်ဖို့စူးစမ်းနေပြီးမြေပြင်ပေါ်မှာလဲကျသွားပါတယ်။ ဂျန်စင်ကဇင်းရံနေရတဲ့တရွာနဲ့ဆက်လက်တိုက်ခိုက်နေတော့ဗီတာမီဒက်ဆေဘူးနဲ့ရောက်လာပြီးဖိုးကောင်ကိုရိုက်တက်လိုက်ပါတယ်။တွန်းရေကူးကန်နေရနေကူးထွက်နိုင်ခဲ့ပေမဲ့ဖိုးကောင်တကောင်ကရေပေါ်ပြန်ပေါ်လာပြီးတိုရီနာကိုလိုက်ပါတော့တယ်။ကန်ကောင်းစွာနဲ့တိုရီမြန်မြန်ကူးနိုင်ခဲ့ပြီးတွန်းကတော့သူမကိုအပြင်းထုတ်ပေးဖို့လက်ကိုကမ်းပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဖိုးကောင်ကရေနစ်သိမ်းဆုံးသွားခဲ့ပါတယ်။တွန်းခေါင်းမိုးပေါ်တက်ပြီးလမ်းနေပေါ်ချောက်သွားနေတဲ့ဖိုးကောင်အားလုံးကြည့်နေပါတယ်။သူကရေဒီယိုတစ်ခုကိုယူလာပေမဲ့ဘာချက်ပြမှုမှမမိပါဘူး။ တိုရီနဲ့ဂျက်ဆင်ကတကားတွေကိုပိတ်ဖို့ပရီဘော့ကတွေကိုရွှေ့နေကြပြီးဗီတာကတော့ရေဦးကန်နာမှာတောက်စားနေပါတယ်ညနေပိုင်းရောက်တော့သူတို့ကအလောင်းတွေကိုဖယ်ရှားနိုင်လိုက်ပြီးအပြင်မှာတော့ဖိုးကောင်တွေကမတရက်လက်နဲ့အိပ်ပျော်နေရအောင်တတိထားမိလိုက်ပါတယ်နောက်တနေ့မနက်မှာတော့တွန်ဘေးချင်းကအဆောက်အုံကိုဆက်သွယ်ဖို့ပရင်းမောက်ဘော်ကိုတစ်သားများတစ်ချက်တင်လိုက်ပါတယ်သူတက်နိုင်သမျှဂယူဒီဇိုင်းနဲ့ရှောက်ကူးဖို့ကြိုးစားပေမယ့်ပြင်များအကျိုးသွားပြီးပြုတ်ကျသွားပါတယ်ကန်ကောင်းစွာနဲ့ပရင်းမောက်ကိုအချိန်မီဆွဲထားနိုင်လိုက်ပါတယ်ရက်ဒီကြလာရတဲ့မြအဖွဲသားတွေကကက်ကစားတာအရက်တောက်တာစေးလေးတောက်တာမှလွယ်လို့ဘာမှလုပ်စရာမရှိပဲပင်ပန်းလာကြပါတယ် တွန်းကသူတို့အနေနဲ့ကျွန်းတွန်းစီကိုထွက်ပြေးတင်တယ်လို့ပြောလိုက်ပါတယ်။ကာစီနိုမှာဆက်နေမယ်ဆိုရင်တော့နောက်ဆုံးမှငတ်ပြီးတေကုန်ကြလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဂျက်ဆန်ကလည်းတွန်းပြောတာမှန်တယ်လို့ထင်နေပါတယ်။ဒါပေမဲ့တိုရီကတော့ဒီဂျန်ကိုစိုးရဲလို့ယူဆပြီးဗီတာကလည်းသူမနဲ့သဘောတူတဲ့အခါစိတ်တူပြီးအခန်းထဲကနေထွက်သွားပါတယ်။တွန်းကသူမနောက်ကိုလိုက်သွားပြီးသူတို့စကားများကြပြန်ပါတယ်။တိုရီကသူ့ကိုအရက်တော့ဖို့ပဲကောင်းတယ်လို့ပြောတဲ့အခါတွန်းပလင်းတလုံးကိုရိုက်ခွဲပြီးသူမရဲ့ချိုးရင်းချက်တွေကိုပြန်ပြီးထောက်ပြပါရတယ်။ဒါကြောင့်တွန်းသာကောင်းမွန်တဲ့အစီအစဉ်တစ်ခုကိုချပြနိုင်မယ်ဆိုရင်သူမကူညီမယ်လို့တိုရီကဆုံးဖြတ်လိုက်ပါရတယ်။ နောက်ပိုင်းမှာတွန်းခေါင်းမိုးပေါ်ကိုပြန်တက်လိုက်ပြီးအဝေးတနေရာကထရက်ကားစစ်ကြောင်းတစ်ခုကိုမြင်လိုက်ရပါတယ်။သူလည်းအရင်စိတ်လှုပ်ရှားသွားပြီးကယ်ဆယ်ရေးဘွဲကမက်ဆေ့လက်ခံရရှိနေတဲ့ရေဒီယိုကိုမတော်တဆပြုတ်ကျသွားခဲ့ပါတယ်။သူကရေဒီယိုကိုဆုံးရှုံးသွားပြီးမှစစ်ကြောင်းရဲ့အာရုံကိုဖမ်းဆီးနိုင်မယ်နီလန်ရှာရမယ်လို့တခြားသူတွေကိုပြောပါတယ်။ဖေဒါလည်းစီပိုင်းထဲမှာမီးတွေရှို့နေပေမဲ့အဲ့ဒီအဝါဝေးကနေမြင်နိုင်လောက်တဲ့အလင်းတော့မဟုတ်ပါဘူး။အဲ့နော်သူတို့ကတဖက်လန့်အဆောက်အအုံမှာ spotlight ရှိရဆိုတော့သတိရသွားပြီး Vita, Twin, Torio ၃ယောက်သားဟာမိရှာဖို့အတွက်ကာစီနိုထဲကနေထွက်သွားခဲ့ကြပါတယ်။ Jason ကတော့တကားကိုစောင့်ကြည့်ဖို့အတွက်ကြံခဲ့ပါတယ်။ အပြင်ဘက်ကဖိုးကောင်းအောင်လုံးအိပ်ပျော်နေရမို့တုံးရောက်သားဂရုတစိုက်နဲ့လှည့်ပတ်သွားပြီးမနှင်းမရောင်ရှောင်ကျင်နေရပါတယ်။တိုရီယာလည်းဖိုးကောင်းနေတဲ့တကောင်ကရဲရဲရှိဖြစ်နေရအောင်သတိထားမိပြီးသူ့တနက်ကိုယူလိုက်ပါတယ်။ရဲရဲရှိဖိုးကောင်းကအသက်ပြန်ဝင်လာပြီးသူမရဲ့လက်ကောက်ဝေးကိုစုပ်ကင်လိုက်ပေမဲ့ဒါရောင်ပြားမှုတစ်ခုသာဖြစ်ပြီးတိုရီယာတော့သူ့လက်ကိုအလွယ်တကူဖယ်ရှားနိုင်လိုက်ပါတယ်။အပွဲသားတွေဆက်ရွှေ့နေတော့မှပဲဒိုးကောင်တစ်ချောင်းကိုမတော်တဆနင်းမိသွားရကနေသူတို့ကိုစတင်လိုက်မဲ့ဖိုးကောင်းတကောင်ကိုအာရုံရသွားစေပါတယ်။ဂျက်စီကဘရင်းမောက်ကနေမြင်သွားပြီးသူ့တငယ်ချင်းတွေကိုသတိပေးတော်မူသူတို့လည်းမြင်မြန်ဆက်လျှောက်သွားလိုက်ကြပါတယ် တိုရီယာအခွင့်အရေးရတဲ့ခါမှာတော့ပစင်ဟိုအသုံးပြုပြီးဖုတ်ကောင်အောင်အမြန်ဖြက်စီးလိုက်ပါတယ်။သူတို့အဖွဲ့စပေါ်လိုက်ကိုရှာတွေ့သွားပြီးမီးကိုဖြွင့်လိုက်တဲ့အချိန်မှာဂီတာသံမပါလာတဲ့အတွက်ဖုတ်ကောင်တွေကိုနိုးသွားစေပါတယ်။ဖီတာကမီးအောင်ထားခဲ့ပြီးဂီတာသံကိုပိတ်နိုင်လိုက်ပြီးမှနောက်ကျသွားခဲ့ပါပြီ။သုံးယောက်သာထွက်ကားဖို့အမြန်တက်ဖို့ကြိုးစားနေတော့မှဖုတ်ကောင်တွေကသူတို့နောက်ကိုလိုက်လာခဲ့ကြပါတယ်။ဂျန်စင်ကဗရင်းဘောက်ကနေအသားစိမ်းတွေကိုပြစ်ချလိုက်တော့ဖုတ်ကောင်တို့ကလူယူစားတော့ကြပါပြီ။အကုန်လုံးကိုအာရုံလွှဲဖို့တော့မလုံလောက်ခဲ့ပါဘူး။အဲဒီနောက်သူကမိဘငယ်ရင်းနဲ့အယုတ်ကားလေးကိုမောင်းလိုက်တော့ဖုတ်ကောင်တွေကလိုက်သွားကြပြီ။ ထရန်တို့သုံးယောက်သာကားပေါ်အဆင်းမှုအခွင့်အရေးရလိုက်ပါတယ်။ဝိုင်းနေကြတာကတော့အယုတ်ကမကြခင်မှာပဲစက်ကူလေးတွေပန်းကုံလေးတွေကိုပစ်ထုတ်ပြီးတဲ့နောက်မှာတော့ဖောက်ကောင်တွေစိတ်ဝင်စားမှုရော့ကျသွားပြီးအသက်ရှင်ကျန်ရင်သူတွေကိုပြန်လိုက်ကြပြန်ပါတယ်။တိုရီနဲ့လူနှစ်ယောက်ကားထဲမှာပိုးအောင်နေပြီးဖောက်ကောင်တွေကပူပူဆိုးလာတာကိုသတိထားမိလိုက်ပါတယ်။ဂျန်စင်ကအယုတ်ကိုပြန်ဖွင့်လိုက်တော့ဖောက်ကောင်တွေပြေးသွားကြပြီးဗီဒါကကားထဲကနေထွက်ခွာရင်းသတော်အချို့ကိုတိုက်ခိုက်လိုက်ပါတယ်။တွန်နဲ့တိုရီတို့လည်းထွက်ပြေးဖို့စူးစမ်းပေမဲ့ဖောက်ကောင်တွေကပိတ်ဆို့လိုက်တာမို့ ဘတ်စကားတစ်စီးထဲမှာပိုးမိုးအားလွယ်လို့ဘာမှရွေးစရာမရှိတော့ပါဘူးဖိုးကောင်အများပြားကားဝိုင်းထိုင်းစင်မှာဖေဒါကာစီနိုပြန်ရောက်လာပြီးဂျန်စင်ကသူ့ကိုဝင်ဝင်ပေးလိုက်ပါတယ်ဖေဒါကတခြားသူတွေကိုစွန့်ပစ်ခဲ့တာကိုဂျန်စင်ကမကြင်မနက်ဖြစ်ပေမဲ့ဖေဒါကအော်ဟစ်ပြီးပရီဘော့ကားတွေစီတွန်းချတာဖိုးကောင်နေနဲ့သွားတွေးဝင်ရင်သွားတွေးဖို့စိန်ခေါ်လိုက်ပါတယ်ဘတ်စကားပေါ်မှာတော့တွန်နေတိုရီတို့အချင်းချင်းအပြစ်တင်ပြီးညှင်းခုန်နေကြပါတယ်ထိုင်ကုန်လေကြားထဲမှာပုံအောင်နေတဲ့ဖိုးကောင်ကတွန်းအောင်ကိုက်လိုက်တော့တွန်းလဲလန့်သွားပါတယ်။တိုရီလည်းအမြန်ပြေးလာပြီးထိုးသွားရဲ့ကောင်ကိုပြစ်ပြီးတက်လိုက်ပါတယ်။ ကူဆမာကိုစိုးရင်နာမိုးတိုရီကတွန်ရဲလက်ကိုဆွဲယူပြီးကိုက်ခံရတဲ့လက်မကိုဖျက်ပစ်လိုက်ပါတယ်။နောက်ထပ်ဖိုးကောင်ကောင်ပေါ်လာတော့တိုရီကလက်မကိုပြစ်ပေါက်ပြီးအာယုံလွှဲလိုက်ကဖိုးကောင်စားနေတော့ပြစ်တက်လိုက်ပါတယ်။အဲဒီအချိန်မှာပဲစစ်တဲ့ရင်နံရောက်ရှိလာပြီးပြစ်ခတ်လိုက်ဟာဖိုးကောင်အုပ်စုရဲ့တဝက်လောက်ကတေးဆုံးသွားပြီးကြံတဝက်ကထွက်ပြေးသွားခဲ့ကြပါတယ်။အသက်ရှင်ကျန်ရင်သူတွေကစစ်သားတွေကိုတွေ့ဖို့ထွက်လာကြပြီးတွန်လည်းတခြားနေရာတွေဘယ်လိုရှိလဲလို့မေးလိုက်ပါတယ်။ဒါပေမဲ့စစ်သားတို့ကဘယ်နေရာမှမရှိတော့ဘူးလို့ပြောလိုက်ပြီးသူတနက်နဲ့တွန်ကိုရိုက်လိုက်ပါတယ်။ အဲဒီနောက်မှာတော့စစ်သားတွေကသူတို့ရေဒီယိုဓာတ်ရောင်ကြီးတင်းမတင်းစစ်စစ်ဖို့ခိုင်းကောင်းတာကိုအသုံးပြုကြပါတယ်။ခေါင်းဆောင်ရန်စီကတညတာလုံခြုံတဲ့နေရာကိုတောင်းဆိုပြီးသူတို့တယောက်ကတော့ဖိုးကောင်တကောင်ကျိုးနဲ့ဆွဲလာခဲ့ပါတယ်။လူလိုက်ကာစီနိုထဲကိုဝင်သွားကြပြီးစစ်သားတွေကအဆောက်အုံကိုရှာဖွေကာတွန်တို့ပိတ်ဆို့ထားတဲ့ဖိုးကောင်အားလုံးကိုတပ်ပစ်လိုက်ပါတယ်။ရန်စီရဲ့သမီးစင်ဒီကဒေါက်တာဖြစ်ပြီးတွန်ကိုဒဏ်ရာရနေပါလေနဲ့အရက်တော့လို့ဆူလိုက်ပါတယ်။သူမသူ့ရဲ့လက်ကိုပြုစုပေးနေတဲ့အချိန်မှာသူမရဲ့အဖွဲ့သားတွေကနျူကလ িয়ার ပောက်ကွဲမှုကနေတက်နိုင်သမျှဝေးတဲ့တေဟိုးရေကန်စီကိုသွားနေရလို့ရှင်းပြပါတယ်။ ဒိုရီယာမနာလိုဖြစ်ပြီးစကားဝိုင်းကိုဝင်နှောက်ချက်ကစစ်သားတယောက်ကဖုတ်ကောင်အိမ်မွေးတိရစ္ဆာန်ကိုအစာကျွေးနေတာကိုကြည့်ရင်အပြစ်ရှာဖို့အကြောင်းပြချက်တွေပေးနေပါတယ်။ရန်စီယာညင်းခုံတောင်တားလိုက်ပြီးစင်ဒီယိုဘေးကိုခေါ်သွားကဘသူ့အမှမယုံရဲဘူးလို့သတိပေးလိုက်ပါတယ်။ဒိုရီယာဇင်းညံလန်ကိုသွားလိုက်တော့စစ်သားတယောက်က"သူမအဲ့ဒီအောက်ကိုမသွားရဘူး"လို့ပြောလိုက်ပါတယ်။ဒါကြောင့်သူမလည်းတန်းစင်ငန်လိုအပ်နေကြောင်းရှင်းပြလိုက်ပါတယ်။အိမ်သားတစ်ခုထဲမှာအမျိုးသမီးတူပြုတ်ရံနေအောင်တွေးလိုက်ရပြီးအဆင်ပြေတယ်လို့ပြောပေမဲ့ဒိုရီယာတော့တန်တရားဝင်သွားပါတယ်။အဓိကခန်းစီကိုတိုရီပြန်ရောက်တဲ့အခါမှာတော့စစ်သားများစုနေမကောင်းဖြစ်နေတာကိုသတိထားမိခဲ့ပါတယ်။ ဂျန်စင်နဲ့ဒွမ်ကိုသူတို့တခုခုဖုံးကွယ်ထားရလို့ပြောပြမိတယ်။ဒွမ်ကယူမဆိုင်ပါဘူး။သူကဒီကနေထွက်သွားကျင်တာဖြစ်ပါတယ်။စေတန်အူတားမြစ်ထားတဲ့ဇင်းညံကိုသွားနေတာကိုမြင်ပြီးနောက်ဂျန်စင်ဟာလှုပ်ဝက်စွာလှည့်ပတ်သွားပါတော့တယ်။နိုင်ရန်တခုမှပုံနေရင်ရန်စင်းနဲ့သူ့လူတယောက်စကားပြောနေတာကိုကြားလိုက်ရပြီ။သူတို့ထွက်ကားတွေပေါ်ပစ္စည်းတွေတင်နေတာကိုသိလိုက်ရပါတယ်။စေတားတွေနေမကောင်းမှုဆိုတာကိုစကားဝိုင်းကနေအတီးပြုတ်နိုင်ခဲ့ပါတယ်။သူတို့အခန်းထဲကနေထွက်သွားပြီးနောက်ဂျန်စင်ကမိဖို့ကြောင့်နေစီကိုအမြန်ပြေးသွားပြီးစေတားတွေကကာစီနိုရဲ့ပစ္စည်းအလုံးကိုယူသွားပြီဆိုတာသိလိုက်ရပါတယ်။ အဲ့နောက်သူကားကိုယ်တော်ကိုသွားလိုက်ပြီးဗီဒါသူတို့တွေကိုကူညီပေးနေတယ်ဆိုတာကိုသိလိုက်ရတော့အံ့အားသင့်သွားခဲ့ပါတယ်။ရုတ်တရက်ဖိုးကောင်အိမ်မွေးတိရစ္ဆာန်ဂျက်ဆင်ကိုတိုက်ခိုက်ဖို့ကြိုးစားပြီးသူ့ကိုပုံးရကနေလဲကြသွားစေပါတယ်။စူညံတန်ကြောင့်လူတိုင်းကားကိုယ်တော်ကိုရောက်လာပြီးဂျန်စင်ကအဖြစ်မှန်ကိုစစ်သားတွေကိုပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။တိုရီလည်းပါဝင်ပြီးလူတိုင်းကူးစက်ခံထားရဆိုတာကိုထောက်ပြလိုက်ပါတယ်။စီနီယာသူမရဲ့ဖခင်ဒီလိုလုံးနိုင်မယ်ဆိုတာကိုမယုံနိုင်ပေမဲ့ရန်စီကတော့ဘသူ့ကိုမှထားခဲ့ဖို့အစီအစဉ်မရှိဘူးလို့ပြောလိုက်ပါတယ်။ဒိုရီယာဗီတာကိုတိစ္ဆာပေါလို့ဆဲဆိုတော့သူကလည်းအသက်ရှင်နေုံတက်တက်ပါလို့ရှင်းပြပြီး ဂျန်စင်လက်ထဲမှာတနက်ရှိနေရာကိုထောက်ပြလိုက်ပါတယ်။ရန်စီကအားလုံးကိုအေးအေးဆေးဆေးနေဖို့ကြိုးစားပေမဲ့ဂျန်စင်ကသူ့တနက်ကိုလမ်းယူလိုက်တဲ့အခါစစ်သားတွေကပြစ်ခတ်လိုက်ပြီးသူ့ကိုချက်ချင်းတပ်ပစ်လိုက်ပါတယ်။တိုရီယာအလောင်းကိုဆေးဆေးဖို့အမြန်သွားပေမဲ့ဒါဂျန်စင်ရဲ့တနက်ကိုယူဖို့အယောင်ပြတာဖြစ်ပြီးသူမှပြစ်ခတ်လိုက်ပါတော့တယ်။စစ်သားတွေကာကွယ်ဖို့ပြေးသွားတဲ့အခါတိုရီယာကာစီနိုစီကိုပြန်ပြေးနိုင်ခဲ့ပါတယ်။ရန်စီကသူမမပါပဲထွက်သွားမယ်လို့ကြေညာလိုက်ပြီးစင်ဒီကတော့တွန်အောင်သူတို့နိုင်လိုက်ဖို့တောင်းဆိုလိုက်ပါတယ် ပထမဆုံးအနေနဲ့တော့စားသောကန်းတစ်ဖက်မှာနောက်ထပ်စားသောကုန်တွေရှိနေတယ်ဒုတိယစားနပ်ရိက္ခာတူလောင်ကန်းအကြောင်းပြောပြပြီးစစ်သားတွေကသူ့ကိုလိုက်ပို့ခိုင်းပါတယ်စားသောကန်းရောက်တဲ့အခါတွန်းဘေးကိုရက်လိုက်ပြီးလော့ဖွင့်တဲ့ကလုတ်ကိုနှိပ်လိုက်ပါတယ်တကားတွေပွင့်လာပြီးပိတ်လောင်ထားတဲ့ဖုတ်ကောင်တွေအလုံးထွက်ပေါ်လာကချက်ချင်းပဲစစ်သားတွေကိုတိုက်ခိုက်ပါတော့တယ်အဲဒီအချိန်မှာပဲတွန်းလူတယောက်ကိုလက်သီးနဲ့ထိုးပြီးသူ့တနက်ကိုယူကာထွက်ပြေးသွားခဲ့ပါတယ်မကြာခင်မှာပဲဖုတ်ကောင်အုပ်စုကားကိုယ်တော်ရောက်လာပြီးစစ်သားများပြားဒဏ်ရာရသွားခဲ့ကြပါတယ်ဒါကြောင့်ရန်စီကသူ့လူတွေအကုန်လုံးကိုမဆောင်တော့ပဲထွက်ကားတွေကိုထွက်သွားဖို့ပြောလိုက်ပါတယ် မနေ့ကရောက်တဲ့အခါမှာတော့တွန်းစားစရာမကြံတော့ဘူးဆိုတော့အတီးပြူပြီးတိုရီယိုသူတို့လည်းထွက်သွားရမယ်လို့ပြောလိုက်ပါတယ်လူသားမျိုးနဲ့ကြားရှုံးသွားပြီလို့ထင်ပြီးတိုရီယာလက်လျှော့ခြင်းနေပေမဲ့တွန်းကတော့အပြင်ဘက်ကဖိုးကောင်တွေကိုကြည့်ပြီးအကြံတစ်ခုကိုရလိုက်ပါတယ်သူကကြိုးကိုအသုံးပြုပြီးဖိုးကောင်ကောင်လေဘင်းကနေဖမ်းကပရင်းမမဆွဲထားလိုက်ပါတယ်အခုတော့တိုရီယာသူ့တော်တွေကိုယူနိုင်ပြီးမှတွန်းသူ့ကိုပြုတ်ချသေးစေခဲ့ပါတယ်အဲဒီနောက်မှာတော့သူတို့ကားကောင်ရောင်ကိုသွားပြီးတော်ရီပိုင်တဲ့ကားတွေကိုရှာဖွေကြပါတယ်ကားစီးရဲ့အောက်ကနေဖိုးကောင်ကောင်တွန်းရဲ့ခြေချင်းဝတ်ကိုဖမ်းဆွဲလိုက်တော့ သူကတနက်နဲ့ပြေးလိုက်တယ်ဆိုရင်ပဲကားရင်နိုးစကမြည်လာခဲ့ပါတယ်ဖိုးကောင်တွေကအတန်နောက်ကိုပြေးလာကြပြီးသူတို့လည်းပြစ်ခတ်နေကြပါတယ်တိုရီယာကားတစ်စီးထဲမှာပုံမို့ကြိုးစားပင်မယ်ဖိုးကောင်ကောင်ကခေါင်းအမိုးကနေထိုးထည့်လာခဲ့ပါတယ်သူမှလည်းထွက်ပြေးဖို့လုပ်လိုက်တဲ့ခါမှာတော့တခြားသတ္တဝါကောင်ထပ်ပြီးတိုက်မိပြန်ပါတယ်တွန်တဲ့တိုရီယောကမြည်နေတဲ့တော်ရဲကိုအသုံးပြုပြီးမှန်ကန်တဲ့ကားကိုနောက်ဆုံးမှတော့တွေးလိုက်ရပြီးချက်ချင်းပဲမောင်းထွက်သွားခဲ့ကြပါတယ်ကံမကောင်းစွာနဲ့ပဲရှီတကားကပိတ်ထားပြီးသူတို့ကိုယ်ကိုမသိကြပါဘူးတိုရီယာတော့တကားကိုထိုးပေါက်သွားနိုင်မယ်ထင်ပေမဲ့ကားကတော့တကားကိုတိုက်မိုံမယ်ရှိခဲ့ပါတယ် သူမကုတ်တွေအများကြီးကိုစမ်းကြည့်ဖို့လုပ်နေတော့မှတွန်းအားတကားကိုပြစ်ချလိုက်ပါတယ်။ဖိုးကောင်တွေထက်ရောက်လာတာမို့သူတို့လေကားပေါ်ကိုပြေးပုန်းကြပါတယ်။အဲ့ညာခေါမိုးပေါ်မှာအရက်တွေအများကြီးတောက်ပြီးမဖွယ်မရည်လို့ဖို့စူးစမ်းကြပါမယ်။ကားဟွန်းတီးတန်ကြောင့်အနောက်ချက်ဖြစ်သွားကြပါတယ်။လမ်းကိုကြည့်လိုက်တော့စင်ဒီယာကားတစ်စီးနဲ့ပြန်ရောက်လာတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့လမ်းပေါ်မှာဖိုးကောင်ကောင်ကြောင့်လမ်းသွားပြီးထွက်ကားကိုတိုက်မိသွားပါတယ်။ကံကောင်းစွာနဲ့ပဲသူမအသက်ရှင်နေစေဖြစ်ပေမဲ့ဖိုးကောင်တွေကသူမရဲ့ကားကိုစတင်ဝိုင်းနေကြပါပြီ။တရဝါကောင်ကပရင်းပေါက်ကနေလက်လန်းမိလာတဲ့အခါမှာသူမအချက်ချင်းပဲပြစ်တက်လိုက်ပါတယ်။ အဲဒီနောက်မှာတော့သူမလည်းထွက်လာပြီးနီးကပ်လာသမျှဖုတ်ကောင်မှန်သမျှကိုပြစ်ခတ်လိုက်တာမို့ဖုတ်ကောင်အုပ်စုလည်းတွန့်ဆုတ်သွားပါတယ်။အဲဒီအချိန်မှာပဲတွန်းကြီးမားတဲ့ကာစီနိုအလှဆင်ပစ္စည်းတစ်ခုတွင်ဝင်လာပြီးဖုတ်ကောင်တစ်ကောင်မှမလိုက်ပဲစင်ဒီယိုအထက်ကိုခေါ်လာနိုင်ခဲ့ပါတယ်။မင်းနဲ့နေငယ်တွင်သူတို့နှစ်ယောက်ကာစီနိုထဲကိုပြန်ရောက်လာပြီးတိုရီကစင်ဒီယိုတနက်နေ့ချိန်လိုက်ကတခြားသူတွေလိုပဲသူမကူးစက်ခံထားရတယ်လို့ဆွဆွဲလိုက်ပါတယ်။စင်ဒီယာစစ်သားတွေကူးစက်ခံခဲ့ရတာမဟုတ်ကြောင်းသူတို့ကရေဒီယိုတက်ရောက်ရဲ့နောက်ဆက်တဲ့စိုးကျိုးတွေကိုခန်းစားနေရတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဖုတ်ကောင်အုပ်စုရဲ့တိုက်ခိုက်ခံရခြင်းကြောင့်အားလုံးသိဆုံးသွားခဲ့ကြပြီး အဲ့ဒီဖိုးကောင်တွေကပုံတန်ပါပြီပုံမြန်လာတယ်လို့ဆိုပါတယ်။စင်ဒီယာရန်စီကသူ့ကိုကားနောက်ဖုံးမှာလုံချုံအောင်ထားခဲ့လို့သာအသက်ရှင်ခဲ့တာပါ။ယုဒိယဖိုးကောင်တကောင်ကတကားကိုပစိနဲ့ရိုက်နေတဲ့အတန်ကိုကြားလိုက်ရပြီ။ပုံတန်ပါတဲ့ဖိုးကောင်လာနေပြီလို့စင်ဒီယာပြောလိုက်ပါတယ်။ဒူရီယာသူမကိုခေါ်လာလို့အပြစ်တင်ဆဲဆိုချိန်မောင်းလိုက်ကခေါင်းမိုးပေါ်ပြည့်တက်သွားပြီးဒေါသထွက်နေတော့ချောင်းဆိုးလာပါတော့တယ်။ဒီတော်ထဲမှာတွန်းနေစင်ဒီကိုအတူတူစားတော့ရင်တွန်းလွန်ခဲ့တဲ့အချိန်တုန်းကအယက်မူကြီးကားမောင်းနေတာကြောင့်ကိုဝင်ဆောင်စနီးကိုတတ်ခဲ့ကြအောင်ဝန်ခံလိုက်ပါတယ်။အပြန်အလှန်လေးနဲ့စင်ဒီယာလည်းသူ့မှာသမီးရှိကြအောင်ဝန်ခံလိုက်ပါတယ်။ တမီးကသူမရဲ့ခင်မောင်းနဲ့ကာဆန်စီးတီးမှနေရမို့ကလေးကတော့အသက်ရှင်မရှင်မသိရပါဘူးတွန်းကတော့သူတို့ကာဆန်စီးတီးကိုခီးထွက်ပြီးကလေးကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့လဲကျသွားပြီးနောက်မှာတော့ဇလန်လေးကဆက်လက်ရှိနေသေးပါတယ်